ညီကိုရအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fury Tit ကိုမြန်တဲ့ test ပေးနေတဲ့ loop ပဲဖြစ်ပါတယ်။မနေ့ကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ Everton Body နဲ့ Go အနည်းကလည်းနှစ်ပွဲလုံးအောင်ပြီးညီကိုရအဆင်ပြေခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။ဒီညမှာလည်း November 25အင်္ဂါနေ့ချန်ပီယံလိပထမညမှာတော့ပေါ်ဂျီပွဲကောင်းဖြစ်တဲ့ Chelsea နဲ့ Barcelona ရဲ့ပွဲကို TV လိုမှာပွဲချုပ်သုံးသပ်ချက်အနေနဲ့လုပ်ပေးသွားမှာဖြစ်ပါတယ်။ Chelsea နဲ့ Barcelona ဟာ Champions League လေးပွဲကစားထားပြီးရမှတ်9မှတ်နဲ့အဆင့်17နဲ့17နဲ့နေရာမှာရှိနေပါတယ်။ခြေတန်းအနေနဲ့ကတော့ Chelsea ကနေပြီးတော့ Barcelona ကိုတရေတဝက်ရှုံးပေးထားပြီးဂိုးပေါင်းစည်းအနေနဲ့၃လုံးသွင်းတဝက်ရှုံးပေါက်ထားပါတယ်။ဒါပေမဲ့ကျွန်တော်စဉ်းစားလို့မရတာ Barcelona နဲ့ Chelsea မှာ Barcelona ကခြေအတားကြီးပါ။အဲ့ဒါကို Barcelona ဘက်ကခေါင်းမထွက်ပဲ Chelsea ဘက်ကနေပြီးတော့တရေတဝက်ရှုံးထိအောင်ခေါင်းထွက်ထားတာပါ။အဲ့ဒီအချက်ကိုကြည့်ခြင်းအဖြစ်ဒီညမှာ Pogi ရေထိုးတာအများစုကို မာယာများနေတဲ့ပွဲလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင် Chelsea ဘက်ကခြေရန်ပေးရပျော့တာပဲဖြစ်ဖြစ်ဘာစီလိုနာဘက်ကခေါင်းထွက်တာပဲဖြစ်ဖြစ်အဲ့လားဆိုလို့ရှိရင်ထိုးသားအများစုကတိတ်ကြတယ်ဘာစီလိုနာဘက်ကိုသွားမှာပါ။ဒါပေမဲ့ဒီပွဲမှာတော့တရေတဝက်ရှုံးကို Chelsea ဘက်ကပေးထားတာဆိုတော့ ထိုးတာအများစုကတော့လုံးဝအကြောင်းပြောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကလည်းဘူကီရဲ့မာယာများနေလို့ကျွန်တော်ထင်ပါတယ်။အဲဒါကြောင့်ချယ်ဆီနဲ့ဘာစီလိုနာတို့ရဲ့ပွဲမှာဘာစီလိုနာရှိုးရင်အောင်တန်တဲ့ဘာစီလိုနာဘော်ဒီကိုပဲရွေးချယ်ပေးကြပါတယ်။ကိုပေါင်းစေးသုံးလုံးသွင်းတဝက်ရှုံးဆိုတဲ့အနေထားမှာနှစ်သင်းလုံးကတိုက်စစ်အရန်ကောင်းကြပါတယ်။အဲဒါကိုသုံးလုံးသွင်းတဝက်ရှုံးဆိုတာကကျင်းနဲ့နည်းနည်းပြော့နေလို့ထင်ပါတယ်။တကယ်ဆိုလို့ရှိရင်သုံးလုံးသွင်းလို့ရှိရင်85ပြရှုံး ပြား90လောက်ရှုံးထိပေးတင်ပါတယ်ဒါမှမဟုတ်လဲ4 plus လောက်ကြေးပေးတင်ပါတယ်ဒါကြောင့်ကျွန်တော်အထင်ကိုးပေါင်းစည်းလေးနည်းနည်းပြော့နေတယ်လို့ထင်ပါတယ်ချန်ပီယံလိပွဲအများစုကအများသောအားဖြင့်ဂိုးပေါ်ကြတာများပါတယ်ကိုးပေါင်းစည်းလေးနည်းနည်းပြော့နေအောင်ကျွန်တော်တန်တရားဝင်မိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီပွဲမှာအရေးစွန်ပြီးဂိုးအောက်ကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်ဒီညချယ်ဆီနဲ့ဘာစီလိုနာတို့ပွဲမှာရွေးချယ်ပေးတတ်တာကတော့ ဘာစီလိုနာဘော်ဒီနဲ့ဂိုးနေပဲဖြစ်ပါတယ်နှစ်ခုလုံးကအရေးဆုံးအကြပါတယ်ညီကိုတွေအကြိုက်သူမှကစားပါအကြိုက်မသူဘက်ကန်ကြဖို့မေတ္တာရက်ကန်ချင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ Telegram Channel မှာလည်းကျွန်တော်အကြိုက်တဲ့ Free Dit 3ခွက်ကိုရွေးချယ်ပေးရတာဖြစ်ကုန်ညီကိုတွေတွားရောက်ပြီးယူနိုင်ပါတယ်ညီကိုတွေအားလုံးပဲဒီညလည်းဆက်ပြီးအပြောင်းပြနိုင်ကြပါစေအားလုံးပဲ Good luck ပါ